နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ည8:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လေအော်ချီနေယနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေအော်အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါမုံတိုင်းငယ်သည်မြန်မာနိုင်ငံကိုကိုကျွန်းမြို့အနောက်တောင်ဘက်ရေမိုင်300 90မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့၏ အရှိအရှိတောင်ဘက် ရေမိုင်900မိုင်ခန့်အကာကီနာဒါမြို့ဤအရှိတောင်ဘက်ရေမိုင်910မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟုပြုနေပါသည်အဆိုပါမုံတိုင်းငယ်သည်အနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးအော်တိုဘာလ26ရက်နေ့၌အားကောင်းသောမုံတိုင်းငယ်ဖြစ်သူ၎င်းအော်တိုဘာလ29ရက်နေ့၌ ်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းတို့တွင်ဆိုင်ကလုံးမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့အလဲပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်ထူထပ်နေပါသည် မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက် ။တနင်္လာရီတိုင်းဒေသကြီးတွင်နေရာစိတ်စိတ်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာပြီးကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းပြီးရွာရံရာနှုံးပြဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်မြခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းမြဝကျုံပေါ်မုတ်တမောက်ွေမွန်တနင်းနာရီကံယိုရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှနှိုင်းကြီးနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်တနင်းနာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်။ရွာရန်ရာနှုန်း60ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည် ရွာရန်ရာနှုန်း60ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အထင်အစ်ဖြစ်ထွန်းပြီး